မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရွှေကုတ်ကိုကြားဖြတ်ဒူးစရမြို့တဲ့နဲ့တခြားမြို့တွေအကြမ်းမပြောပဲ KK ပတ်နေရာတစ်ခုတည်းကိုအပြည့်ပြတ်ရှင်းလင်းမယ်လို့မေအောင်လိုင်းကကြွေးကြော်ပါရယ်။တက္ကသိုလ်နဲ့ဒီဂရီကောလိပ်ကျောင်းတွေအားလုံးမှာတက်ရောက်နေကြတဲ့ကျောင်းသားအားလုံးကြိုတင်မဲ့ပေးရန်အတွက်စစ်တပ်ကစီးရင်ကောက်ခိုင်းတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့စစ်တပ်လက်အောက်ခံ BGF ကြီးစိုးနေတဲ့ကဘာကျော်ရွှေကုတ်ကိုကြားဖြန့်ဒွိစရိုက်မျိုးတစ်နဲ့တခြားမျိုးတစ်တွေကိုထဲမသွင်းပဲ KK ပတ်နေရာကိုသာကြားဖြန့်နေနေအတွက်အပြည့်ပြတ်ရှင်းလင်းမယ်လို့မင်းအောင်လိုင်းကဖန်ခီးစင်မှာကြွေးကြော်သားပါတယ်။ online ငွေလိမ်လည်ရေးလုပ်ငန်းတွေတရှိရာအစိပ်ပိုင်းတွေတဲကတခုဖြစ်တဲ့ KK ပတ်နေရာကိုအပြည့်ပြတ်ရှင်းလင်းမယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်းက သူ့ရဲ့ဖအံခီးစင်မှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။မြန်မာထိုင်းနယ်စပ်ကကေကေပတ်နေရာကိုစစ်တပ်ကရှင်းလင်းနေပြီးအမျိုးသားရေးတာဝန်တရက်အဖြစ်အပြည့်ပြည့်ရှင်းလင်းသွားမယ်လို့လည်းစေအုပ်စုခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လိုင်ကဖအံကဌာနဆိုင်ရာတွေရမ်းမီရဖတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့လို့လည်းသိရှိရပါတယ်။စေအုပ်စုခေါင်းဆောင်ကကေကေပတ်ကိစ္စနဲ့ပတ်သက်ပြီးအခုလိုပြောဆိုပေးမယ်လဲကြားဖြတ်လုပ်ငန်းတွေရဲ့အဓိကအစိပ်ပိုင်းကြီးဖြစ်တဲ့ ရွှေကုတ်ကိုမြို့တင်နဲ့ပတ်သက်ပြီးပြောကြားခဲ့တာမျိုးမရှိပါဘူး။ KK ပတ်ကြားဖြန့်လုပ်ငန်းကိုဒီမိုကရေစီအကျိုးပြုကရင်တက်မှာတော့ DKB နဲ့စေုပ်စုလက်အောက်ခံနေကြားဆောင်တက်ဖြစ်တဲ့ BGF တို့ပူးတွဲစီမံနေရာဖြစ်တယ်လို့လည်းသိရှိရပါဗျ။ရွှေကုတ်ကိုမြို့တစ်ကကြားဖြန့်လုပ်ငန်းတွေကိုစေုပ်စုလက်အောက်ခံနေကြားဆောင်တက် BGF ခေါင်းဆောင်ဆော့ချစ်သူနဲ့ တရုတ်ရာစုဂိုင်းတွေကပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ကရင်နယ်ကြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူရဲ့ online ငွေလိမ်ဂိုင်းစီပါဘက် ရွှေကုတ်ကိုရထိုင်မြို့တည်ထောင်သူဖြစ်တယ်။ရှီဂျီကျန်းကိုထိုင်းကတရုတ်အစိုးရထံကိုနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းပေးအပ်ခဲ့ရလည်းဖြစ်ပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီးစစ်ခေါင်းဆောင်ကပြောကြားခဲ့တာမျိုးမရှိဘဲ KK ဘက်ကိစ္စတခုတည်းသာပြောဆိုသွားတယ်လို့လည်းမြမအတန်ရဲ့သတင်းထုတ်လွှင့်ချက်တွေကသိရှိရပါတယ်။မြရီမြို့နယ်မှာအွန်လိုင်းကြားဖြန့်တွေအခြေစိုက်တဲ့ရွှေကုတ်ကိုမြို့သစ်စီမံကဲရထိုက်မြို့သစ်စီမံကဲဒေါင်းမေဥယျာဉ်စီမံကဲရွှလောင်ဘေးပတ်အပိုလိုပတ်ဂျင်းရှင်းပတ် KK ပတ်မြရီမြို့သစ်စတဲ့စီမံကိန်းတွေကိုမြမစစ်တပ်လက်အောက်ခံဖြစ်တဲ့ BGF ကဥဆောင်နေတာဖြစ်ပြီးတရုတ်ရာဇဝတ်ဂိုင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ မြန်မာလူခွင့်ရေးလှုပ်ရှားသူအဖွဲ့ Justice for Myanmar ကထုတ်ပြန်ချတတ်တဲ့အရာမြန်မာစစ်တပ်လက်အောက်ခံဘုံမူကြီးစောချစ်သူမိသားစုနဲ့ BGF KNA တပ်ဖွဲ့ဝင်အချို့ဟာကြားဖြတ်လုတ်ကင်နေတဲ့ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီရှစ်ခုထက်မင်းမှာရှယ်ယာပါဝင်နေရလို့လည်းဆိုထားပါဗျ။ဘုံမူကြီးစောချစ်သူဟာ BGF ပိုင်းနဲ့တရားဝင်စီးပွားရေးလုပ်ငန်းတွေရော တရားဝင်စီးပွားရေးလုပ်ငန်းတွေကပါဘီလီယံချီတဲ့ဝင်ငွေတွေရရှိနေတဲ့အကြောင်းကို Justice for Myanmar ကရော American ငင်းချင်း Institute USIB ကပါထုတ်ဖော်ထားတာလည်းဖြစ်ပါတယ်။ American ငင်းချင်း Institute USIB ကကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရွှေကုတ်ကိုက online ငွေလိမ်ခိုင်းကြားဖြန့်တွေအကြောင်းကို မှနစ်ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာထဲမှာဘိုးမူးကြီးစောချစ်သူနဲ့သူ့လောက်အောက်က ဘို့မဟုတ်တော့ဘုံမှုတင်ဝင်းတို့ကိုအွန်လိုင်းငွေလင်ခိုင်းကြားဖြတ်လုပ်ငန်းတွေမှာအဓိက ပါဝင်နေသူတွေအဖြစ်ဖော်ပြထားပါတယ်။ကြားဖြတ်ကိစ္စကြောင့် BGF ခေါင်းဆောင် ဖြစ်တဲ့ဆော့ချစ်သူကိုထိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီးအမေရိကန်ပြည်ထောင်နေဥရောပတပ်မကတို့ကလည်း တန်းခတ်ပိတ်ဆို့တာတွေလှုပ်ဆောင်ထားပါတယ်။ online ငွေလင်ကန်ကြားဖြန်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ဒီမိုကရေစီအကျိုးပြုကရင်တက်မှာတော့ DKBN နဲ့ခေါင်းဆောင်တွေဖြစ်ကြတဲ့ Sosti, Sosan အောင် Sosain ဝင်းနဲ့စိုင်းကြော်လှတို့ကိုလည်း American အစိုးရကနိုဝင်ဘာလ12ရက်နေ့ကပဲပိတ်ဆို့အရေးယူလိုက်တာလည်းဖြစ်ပါတယ်ရှင်။ ဒီတကမှာတော့မြန်မာနိုင်ငံတူအောင်တက္ကသိုလ်နဲ့ဒီဂရီကောလိပ်ကျောင်းတွေအားလုံးမှာတက်ရောက်နေကြတဲ့ကျောင်းသားအားလုံးကိုစစ်တပ်ကကြိုတင်မဲပေးဖို့အတွက်စီစဉ်စင်းကောက်ခိုင်းထားတယ်လို့တကုံတက္ကသိုလ်နဲ့ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တို့ကကျောင်းသားရေးရာဌာနစီကနေသိရှိရပါတယ်စစ်တပ်ကတက္ကသိုလ်ဒီဂရီကောလိပ်တွေနှီးပညာတက်မွေးပညာကောလိပ်တွေနှီးပညာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ်တွင်နဲ့ပိုလီတက်ကနစ်ကျောင်းတွေမှာလာမဲ့နိုဝင်ဘာလ24ရက်နေ့ကနေစတင်ကသင်တန်းတွေကိုစတင်ဖွင့်လှစ်သွားမယ်လို့လည်းဆိုထားပါဗျ2025 2026ပညာသင်နှစ်အတွက်တက္ကသိုလ်နဲ့ကျောင်းတွေအလုံးမှာနိုဝင်ဘာလ18ရက်နေ့ကနေစတင်ကကျောင်းအပ်လက်ခံမယ်လို့လည်းသိရပါဗျာအဲလိုစတင်ဖွင့်လှစ်မဲ့တက္ကသိုလ်နဲ့ကျောင်းတွေအလုံးမှာကျောင်းတက်ကြမဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ ကြိုတင်မဲတွေကိုမဖြစ်မနေပေးရမယ်လို့လည်းသိရှိရပါတယ်။ကြိုတင်မဲပေးတာဟာတက္ကသိုလ်တက်မဲចောင်းသားចောင်းသူတွေရဲ့တာဝန်တရဖြစ်စစ်တပ်ကတက်မဲလှုပ်ဆောင်ခိုင်းထားရလို့လည်းသိရှိရပါတယ်။တက္ကသိုလ်ចောင်းတွေကចောင်းသားចောင်းသူတွေတာမကပဲတက္ကသိုလ်ဆရာဆရမတွေနဲ့တက္ကသိုလ်ပညာရေးဝန်ထမ်းတွေလည်းကြိုတင်မဲပေးရမယ်ဆင်းမှာပါဝင်နေရလို့လည်းသိရပါတယ်။အကျန်းဖက်စစ်တပ်က လာမယ့်ဒီဇင်ဘာလ28ရက်နေ့ကနေစတင်ကရွေးကောက်ပွဲကိုအပိုင်းလိုက်စတင်ပြုလုပ်မှာဖြစ်တယ်လို့လည်းကြေညာထားပါတယ်ရှင်။မန္တလေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းမြင်းကျံမြို့နယ်ကအကြမ်းဖက်စစ်တပ်ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာမှာစစ်သား9ဦးဟာသေသွားပြီးစစ်သားအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားကြရလို့ထနောင်းမြေစစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါရတယ်။ နိုဝင်ဘာလ17ရက်နေ့မနေ့6:55မိနစ်အချိန်ခန့်ကမြင်းချံမြို့နယ်ခေါင်းခွဲကျေးရွာနယ်ကံရွာကျေးရွာအကြကအကြက်ဘက်စစ်တပ်ဂိတ်စခန်းကိုထနောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာဂိတ်စခန်းကို drone ဘုံးတွေကြက်ရောက်ပောက်ကွဲခဲ့ပြီးမြေပြင်ကနေလည်းတော်လဲတပ်ဖွဲ့တွေကစစ်ကြောင်းတစ်ချောင်းခွဲကဂိတ်စခန်းအတွင်းထိဝင်ရောက်တိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။ အဲ့ဒီစခန်းမှာအကြက်ဘက်စစ်သား15ဦးနဲ့အထံချတက်ဆွဲထားတာဖြစ်ပြီးတိုက်ခိုက်မှုအတွင်းမှာတော့အကြက်ဘက်စစ်တပ်ကခုနှစ်ဦးဟာသေသွားကာကြံရှိသူအားလုံးဟာစခန်းအတွင်းကနေဆုတ်ခွာထွက်ပြေးသွားကြတယ်လို့လည်းသိရှိရပါတယ်။တော်လန်တဖွဲ့တွေက gate scan ကိုရှင်းလင်းရင်းဝင်လို့ချိန်မှာတော့မြင်းကြံမျိုးကစစ်ကူစစ်ကားတွေရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရလို့လည်းသိရှိရပါတယ်။ဒီတိုက်ခိုက်မှုကိုထနာမြေစစ်ကြောင်းနဲ့အတူ Justice Warrior တပ်ဖွဲ့မဟာမိတ် drone တပ်ဖွဲ့တွေဖြစ်တဲ့ MDF မြောင် drone ကြားခင်စင်တပ်ဖွဲ့ Revolutionary Air Force မြင်းကြံခရအမှတ်၁၁တရင်လက်ယုံတက်925ပျောက်ကြားတပ်ဖွဲ့ငါဆိုပြီးတော့ drone တင်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ီတခါမှာတော့စကိုင်းတိုင်းခေဦးမြို့နယ်နဲ့ကံဘလူမြို့နယ်အဆက်မှာအကြက်ဘက်စစ်တပ်စစ်ကြောင်းတစ်ခုလုံးခြေမုံခံရတဲ့နေရာကိုဝါတဝပြူစောတိအဖွဲ့ကထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ခေဦးမြို့နယ်တရင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတို့ကရုံခေတ်မီဒီယာကိုပြောပါရယ်။လူဝင်ပါလာ၁၂ရက်နေ့မှာကန့်ဘလူမြို့နယ်ဝတ်တိုးကျေးရွာစစ်တပ်အထိုင်စခန်းကနေ ခေဦးမြို့နယ်ဘက်ကိုအင်အား102ဦးနဲ့စစ်ကြောင်းထိုးလာတဲ့တပ်မ33လက်အောက်ခံခလရ111စစ်ကြောင်းကိုကံဘလူမြို့နယ်ရင်းတိုက်ရွာအနီးမှာအကြမ်းဖက်တပ်တွေကဝိုင်းဝန်းတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်တိုက်ပွဲအတွင်းမှာစစ်တပ်ကစစ်ကြောင်းမှုအပါဝင်90ဦးဟာတေသွားခဲ့တာဖြစ်တယ်လို့စစ်တုံးမှ15ဦးကိုလက်လက်ခရမ်းတွေနဲ့အတူဖမ်းဆီးရရှိထားတယ်လို့လည်းသိရှိရပါဗျ။အဲဒီစစ်ကြောင်းတစ်ခုလုံးခြေမုံခံရတဲ့နေရာကို နွေမာလ15ရက်နေ့မှာတက်မ33ကစစ်သားတွေနဲ့ဝါတဝပြူစောထီတွေပူပေါင်းထားတဲ့အင်အား300ဝန်းကျင်ပါစစ်ကြောင်းကကပ်ဘလူမြို့နယ်ခင်းဦးမြို့နယ်အဆက်ကအိုင်ပေါင်းချောင်ရွာကိုရောက်ရှိတက်ဆွဲထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်အိုင်ပေါင်းချောင်ရွာကပြည်သူတွေအပါအဝင် အနီးမှာရှိတဲ့ခင်းဦးကပ်ဘလူအဆက်ကကျေးရွာခုနှစ်ရွာကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရလို့လည်းသိရှိရပါတယ်။ဒါအပြင်အကျံပဲစစ်တပ်ကခင်ဦးကတ်မလို့ရေဦးမြို့နယ်အဆက်ကိုနိုဝင်ဘာလ10နေ့ကနေနိုဝင်ဘာလ15နေ့ထိလေကြောင်းတိုက်ခိုက်မှု15ကြိမ်ထက်မနည်းပြုလုပ်ထားပြီးတိုက်ခိုက်မှုတွေအတွဲမှာပြည်သူတဦးဟာသေဆုံးခဲ့လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့သခိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်ကအထိနာကလေရင်နဲ့300စက်တိုက်ဘုံ90ကျော်ကျဲချတိုက်ခိုက်နေရလို့လေဒေတာတွင်စီးရဲသမီးကရန်ကုန်ခေတ္တကိုပြောပါရတယ်။နှွေဘာလာဘိုင်းကနေဆက်တင်ပြီးကလေးမြို့နယ်တောင်ပိုင်းကကြေးရွာတွေအနီးတစ်ဝိုက်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေထိတွေ့တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေရလို့လည်းသိရပါရတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးသူများပြားတာကြောင့်နှွေဘာလာ14ရက်နေ့ကနေဆက်တင်ပြီး ဂျက်ဖိုက်တာဝိုင်းတွဲလင်းတို့နဲ့ဘုံ90ကျော်ကျဲချတိုက်ခိုက်နေရလဲဖြစ်ပါတယ်။ဂျက်ဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတွေဟာဘေးလွရာကို ထွက်ပြေးတင်းရှောင်နေရတယ်လို့လည်းသိရှိရပါတယ်။မနေ့ကနိုဝင်ဘာလ16နေ့မှာလဲအကျန်းဖက်စစ်တပ်ရဲ့ဂျက်ဖိုက်တာတစ်စီးကကလေးမျိုးနဲ့တောင်ပိုင်းကကြေးရွာတွေကိုထပ်မံဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်မြေပြင်မှာလည်းထိတွေ့တိုက်ခိုက်မှုတွေရှိနေပြီး ဒီတိုက်ပွဲတွေမှာအကျန်းဖက်စစ်သားအလောင်းအချို့နဲ့ခဲရဲအချို့ကိုလည်းတော်လန်တပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့ပြီးတိုက်ပွဲဖြစ်စဉ်ဆင်ရတွေကိုတော်လန်တပ်ဖွဲ့တွေကထုတ်ပြန်သွားမယ်လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့တိုက်ပွဲတွေကြောင့်ကလေးကံကောလမ်းပိုင်းကကျွန်းချောင်း၊တာယာကုန်းထောက်ကျန်း၊ချောင်းကွာဟဲလုံမှန်တော်စတဲ့ကျွရပေါင်း30ကျော်ကပြည်သူ9000ကျော်ဟာဘေးလွတ်ရာမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းသိရပါဗျ။ မကွေးရတန်းတဘောကိုတင်ဆက်ပေးကြပါရယ်မကွေးတန်းတရက်ခရံကံမမြို့နယ်နဲ့တရက်မြို့နယ်လမ်းပိုင်းတွေမှာ PDF တပ်ဖွဲ့ကလုံခြုံရေးစစ်ဆေးပြီးခီးသွွာလာရမှာလုံခြုံရေးတတိနဲ့သွာလာကြဖို့အတွက်တိုက်တွန်းပြောဆိုခဲ့လို့လည်းတရက်ခရံအမှတ်လေးတရင်ကတရင်နဲ့ပြန်ကြရတဲ့ဝန်ကံကိုမြက်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကနေစတင်ကပြည်သူ့ကာကွယ်တပ်မတော်အမှတ်လေးတရင်စည်လုံရှာရတရက်မြို့နယ်နဲ့ကံမမြို့နယ်အတွင်းလမ်းမိုင်တွေမှာ ခီးသွွားပြည်သူတွေလုံခြုံရေးရစစ်ဆေးတာနဲ့ခီးသွွားလာရမှာလိုအပ်တဲ့တတိပြုရမယ့်အချက်တွေကို ပြောဆို ရှင်းပြမှုတွေကိုတရက်ခင်အမှတ်လေးတရင်ကရဲဘော်တွေကလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။လက်ရှိမှာတော့ခီးသွွားပြည်သူတွေအုံပြုနေတဲ့လမ်းပိုင်းတွေကိုသွာလာရမှာတိုက်ပွဲတွေ ဖြစ်တတ်တာတွေဖြစ်နေတာတွေရှိနိုင်တယ်လို့စစ်ကောင်စီဘက်ကနေလည်းစစ်ကြောင်းထိုးတာတွေနဲ့ လက်လက်ကြီးနဲ့ပြစ်နေတာတွေရှိနေတဲ့အတွက်ကြောင့်ခီးသွားလာတဲ့အခါမှာစေရေးတရစ်နဲ့သွာလာကြဖို့လက်လက်ကြီးတန်တိုက်ပွဲတန်တွေကြားတဲ့အခါမျိုးမှာလဲလုံကြုံရဘက်ကိုပြန်လှည့်ဖို့ လုံခြုံရနေရာတွေမှာနေကြဖို့အဲ့လိုမျိုးတွေအဓိကရှင်းပြခဲ့တယ်လို့လည်းတရက်ခန်အမှတ်လေးတရင်ကတင်းနေပြန်ကြားရတဲ့ဝန်ခံကိုမြတ်ကပြပြပါရယ်ပြည်သူ့ကာကွယ်တမတော်တရက်ခန်စစ်ရေးဌာနတရက်ခန်အမှတ်လေးတရင်အနေနဲ့စစ်ရေးလှုပ်ရှားရာဒေသအတွင်းလမ်းမိုင်တွေမှာခီးသွားပြည်သူတွေကိုလုံခြုံရေးရစစ်ဆေးဆောင်ရွက်မှုတွေလှုပ်ဆောင်နေပြီးခီးသွားပြည်သူတွေအနေနဲ့လည်းယုံကြည်စွာအစစ်ဆေးခံပြီးပူပေါင်းပါဝင်ကူညီပေးကြဖို့ကိုလည်းတရင်ထုတ်ပြန်ထားပါရယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံချင်းမိုင်မြို့နယ်ကကြနာပူရီခရိုင်မှာတရားဝင်မြန်မာနိုင်ငံသား38ဦးဖမ်းဆီးခံရလို့ထိုင်းနိုင်ငံကနေလာတဲ့သတင်းတွေအရသိရှိရပါတယ်။မနေ့ကနိုဝင်ဘာလ16ရက်နေ့မနက်ပိုင်းကချင်းမိုင်မြို့ကနေဘန်ကောက်မြို့ကိုတက်လာတယ်။အမြန်လမ်းမှာရှမ်းလူမျိုးတို့မောင်းနေလာတဲ့ကားတစီးကိုရက်တန့်ဆစ်ဆီးခဲ့ရမှာအထောက်အထားအပြည့်စုံမပါတဲ့မြန်မာနိုင်ငံသား9ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီမြန်မာနိုင်ငံသားတွေဟာ ချင်းမိုင်နဲ့ဘန်ကောက်မြို့ကိုအလုတ်သွားရောက်လုပ်ကင်ဖို့အတွက်တအူးကို ထိုင်းဘတ်900ပေးကသွားကြစင်မှာအခုလိုဖန်ဆီးခင်ရတာလည်းဖြစ်ပါတယ်။အလားတူထိုင်းနိုင်ငံကက်ချနာပူရီခရိုင်နောင်မွန်ကျေးရွာအုပ်စု၄ကတိုက်ခန်းမှာလဲအတောက်ထားမဲ့နေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့တရားဝင်မြန်မာနိုင်ငံသားအလုတ်သမား29ကိုထိုင်းအာဏာပိုင်တွေကဖန်ဆီးခဲ့လို့လည်းသိရပါတယ်။အဲ့ဒီမြန်မာအလုတ်သမား29ဟာမလေးရှားနိုင်ငံကိုတွားရောက်မဲ့သူတွေဖြစ်ကြပြီး တဦးကိုထိုင်းဘတ်ငွေ9500ကနေထိုင်းဘတ်ငွေ6000ခွဲအထိပေးကမလေးရှားနိုင်ငံကိုသွားရောက်ကအလုတ်လုတ်ကန်ကြမဲ့သူတွေဖြစ်ကြပြီးထိုင်းနိုင်ငံအတွင်းမှာရွှေ့ပြောင်းသွားလာစဉ်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့လည်းသိရပါဗါးအဲလိုဖမ်းဆီးရရှိတဲ့တရားဝင်မြန်မာနိုင်ငံသား38ဦးကိုထိုင်းအာဏာပိုင်တွေကနိုင်ငံတွေတရားဝင်ဝင်ရောက်မှုနဲ့ဖမ်းဆီးစစ်ဆေးအမှုဖွင့်ထားတယ်လို့လည်းသိရပါဗါးရှင် ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ